အလုံးမဲတွေ့ရတာမှန်တာပါရေအကုန်လုံးပြန်ပြီးတော့ကျွန်တော်ရဲ့ channel လေးကနေအကုန်လုံးပြန်နေချိုးဆိုလိုက်ပါရေဒီနေ့ video လေးကတော့အချောင်းရလေးကဘယ်ချိန်မှာကိုအတွက်အချီစတင်လာမလဲပေါ့နော်ဒါ single လေးတွေလည်းဖြစ်နိုင်တယ် crush ရဲ့တွေလည်းကြည့်လို့ရတယ် situation ရှစ်တမားရဲ့ကြည့်လို့ရတယ်အဓိကတော့ကိုချစ်ကိုလိုချင်တဲ့အချစ်ဆက်ဆံရေး maybe relationship or a commitment အဲဘယ်ချိန်လောက်မှာရလာမလဲရလာဖို့အတွက် နော်ကိုလိုချင်တဲ့အချစ်တစ်ခုရဖို့အတွက်ဘာကြီးသိထားတဲ့လဲဘယ်အချိန်လောက်ရလာမလဲဆိုတာလေးကိုကြည့်ပေးတော့မှာပါ college reading လေးဖြစ်တယ်ဆိုတော့ဖိုင်ရွေးကြမလို့အာကျွန်တော်ကတ်လေးတွေကိုအဓိကကျွန်တော်ဗေမေကွန်ဗေမေကွန်လေးမေးမယ်မေးမယ်ဆိုပြီးတော့ရွေးထားပြပြသွားပါပြီအဲ့တော့ဗီဒီယိုလေးကိုတည်တည်ချာချာလေးကြည့်ပေးပါဟိုတကယ်လို့များ energy check တို့ပါတော့မှာ energy မကပ်ဘူးလို့ခံစားရရဆိုရင်တော့ video လေးကိုပြောင်းလို့ရရအဓိကတော့ just အာ DM knowledge sharing လေးပါမယ်ကတ်လေးတွေရဲ့ အအဓိပ္ပာယ်လေးတွေကို interpret လုပ်ပေးသွားမှလေးပါမယ်ပြီးတော့အဓိကတော့ကျွန်တော်ကတော့ guidance only ပေါ့နော်အဲ့လိုမျိုးအဓိကဘယ်အချိန်မှဖြစ်လာမယ် hate ဆိုပြီးတော့အတိအကျကြီးပြောလိုက်တာထက်ဆိုင်ကျွန်တော်ကတော့ guidance only နဲ့ဒီလိုလေးကိုသွားပေးမယ်ပေါ့နော် โอเคဆိုတော့ကျွန်တော်나이ကျွန်တော်ရေဖုံးကရိုက်ထားတဲ့ဗီဒီယိုရဲ့나이ကိုကြည့်လိုက်တဲ့အချိန်မှာ111ဆိုတာမြင်လိုက်တယ်ပေါ့เนาะအဲ့တော့โอเคဒီဗီဒီယိုကတော့ blessing နဲ့ပြည့်သွားပြီဆိုတော့ယုံကြည်ပါတယ်အဲ့တော့ကျွန်တော်စပြီးတော့ကြည့်လိုက်ကြအောင်အချက်ကပဲအချိန်မှာစတင်လာမလဲကျွန်တော်တစ်ခါလေးဒီမှာပဲ shuffle လုပ်ပြီးတော့တကယ်ချင်းပြောသားပေးမယ်เนาะโอเคဆိုတော့အရင်ဆုံးကျွန်တော်တို့အာအချက်ကဘယ်ချိန်လောက်စတင်လာမလဲဆိုတာလေးကိုမကြည့်သေးခင်မှာကျွန်တော်တို့ current energy လေးကို check ရအောင်ပါเนาะ โอเคจ้ะคริสเตียนนี่ดีชาลีเต็มไปท่าเลยตะคู่ชิ้นสีปอนเนาะโอเคကျွန်တော်တို့ကြည့်ကြည့်အောင်ဒါလေးကတော့ကျွန်တော် current energy လေးကိုဆင်မှာပေါ့နော်။ Okay လက်တော်မှာရေအခုရအခြေ current energy ဘယ်လိုလေးရှိနေမလဲဆိုတာလေးကြည့်ပေးချင်ပါတယ်။เนาะ။ဆိုတော့ဒီမှာ energy ကြိုက်တယ်ဆိုရင်เนาะဆက်ကြည့်လို့ရပါတယ်เนาะ။လက်တော်မှာအခြေ current energy လေးဘယ်လိုရှိနေပါသလဲ။ကျွန်တော်ရ collective တမားရေအခြေ current energy လေးဘယ်လိုရှိနေပါသလဲ။နေရအောင်ရှင်း shuffle လုပ်လိုက်ပါဦးမယ်။ ိတ်ထဲမှာပေါ့နော်ဟိုဒီ video လေးကိုခြေခွင်းရရတဲ့အတွက်ဂျေဆုတမန်ကြီးဆိုတဲ့မေတ္တာစိတ်လေးကို universe ကိုပို့လို့ကြရအောင်ပါကျွန်တော်တို့ကိုယ့်ရဲ့နှလုံးသားလေးကိုချစ်တယ်ဆိုရဲအကြောင်းလေးကို affirmation လေးအရင်ဆုံးယူလိုက်ရအောင်နော်ပြီးလို့လေးမစားခင်မှာငါဒီငါရဲ့နှလုံးသားလေးကိုချစ်တယ်ငါရဲ့နှလုံးသားလေးကလေငါကိုချစ်တယ်ငါနှလုံးသားလေးကငါလူချင်းနဲ့ အဖြေငါသိချင်တဲ့အမှန်တရားတွေကို DVD တွေငါသဆင့်ပြောပြပေးမယ်ဆိုတာငါယုံကြည်နေတယ်။ငါနှလုံးသားလေးကငါသိချင်နေတဲ့အဖြေငါလိုချင်နေတဲ့စမှန်မှု အမှန်တရားတွေကို DVD တွေကနေပြောပြပေးမယ်ဆိုတာငါယုံကြည်ရယ်။ငါနှလုံးသားကအဖြေကိုငါတေချာနားထောင်မယ်ဆိုပြီးတော့ပြောပြပါ။ဒါဆိုရင်တော့ကျွန်တော်တို့ DVD တွေအတွက်အရန်ကိုမှအထောက်အပံ့ပြုသွားပါပြီ။အဖြေကျွန်တော်တို့ ်စာကြည့်လိုက်ကြရအောင်လက်တော့အခြေအမှဘလို energy တွေဂျုံတွေ့နေရလဲတကယ်ထွက်လာပြီပါ Okay ထွက်လာပါပြီတကယ် Okay ကြည့်လိုက်ကြရအောင် Oh ပြောင်းပြန်ခိုင်းလာမိလားမဟုတ်ဘူးနော် Page of cups in reverse okay hmm โอเคပြောင်းပြန်လေးထွက်လာရယ်โอเคမိုးဝင်မင်းရဲ့လေးပေါ့เนาะ base layer attack က channel source လေးတွေ့ရယ်เนาะအရင်အကျွန်တော်ပြောရမယ်ဆိုရင်တော့အရင်တော့ကအရင်တော့ကအကြောက်တရားလေးညီနဲ့အခုချိန်မှာနည်းနည်းလေးလွန်ဆွဲနေရတယ်ပေါ့เนาะဒါကလေအတေကအဖြစ်ပြက်လေးအကြောင်းလေးနည်းနည်းလေးကြောက်နေရလေးဖြစ်နိုင်တယ်เนาะအဲ့လိုမျိုးကိုယ့်ရဲ့အခြေ energy page of cups က reverse ဆိုတော့ okay ဆိုတော့လေဟို အပျော် relationship မျိုးတွေတိတ်ပြီးတော့မလိုချင်တော့ဆိုရင် energy မျိုးလေးရတယ်တိလားဟိုတည်တည်ငြိမ်ငြိမ်လေးနဲ့ဒီအဲ့လိုရင်းချက်တဲ့ commitment relationship မျိုးပဲလိုချင်တော့ရယ်ဆိုရင်ပုံစံမျိုးလေးပေါ့နော်ပြီးတော့အခုချိန်မှာဟိုကိုယ့်ဘက်ကစပြီးတော့ offer တွေလည်းနည်းနည်းမပေးချင်မပေးရသေးဘူးဆိုရင်ပုံစံမျိုးလေးမြင်ရတယ်နော် maybe ကိုယ့်ရဲ့တစ်ဖက် partner ရှိရတဲ့တွေကလည်းအဲ့ကို partner ကိုတစ်ချက်စောင့်ကြည့်နေကြရဲပေါ့နော် partner မရှိရတဲ့တွေကလည်းငါအတွက်ဘယ်လိုလိုမျိုးကငါနဲ့ထိုက်တန်လဲဆိုတာလေးကိုတစ်ချက်စောင့်ကြည့်နေကြရဲနေရှိလေးရတယ်ပေါ့နော် ဒီကတော့ကွာလေကိုယ့်ရဲ့ immature ဖြစ်တဲ့ဟာတွေကိုသုံးသက်နေတဲ့ energy မျိုးရတယ်နော် maybe အချို့တွေ healing လုပ်နေရလေးတွေ့ရတယ် tunnel source တွေအောက်မှာတွေ့ရတဲ့ကြောင့်မလို့ဒါတော်တော်လေးနာကျင်ခဲ့ရတဲ့ဆုံးသက်တွေရှိခဲ့ပေါ့နော်အဲဒီဆုံးသက်တွေကနေပြီးတော့ခုပြန်ပြီးတော့ရုံထွက်ဖို့ကြိုးစားနေတဲ့ပုံစံမျိုးမြင်ရတယ်နော်ရုံထွက်အချို့တွေကလည်းရုံထွက်ပြီးသွားပြီးအဲ့တော့ကြောင့်မလို့ကိုယ့်တို့ sim man relationship ကိုရှာဖွေနေရတယ်ဒါပေမဲ့အဲ့လို relationship မျိုးရှာဖို့အတွက်တတိလေးတော့နည်းနည်းလေးလိုနေသေးရ courage လေးလိုနေသေးရပြီးတော့အာ ယုံကြည်မှုပေါ့နော်ယုံကြည်မှုမရှိတဲ့ energy မျိုးလေးတွေတော့ရရတယ်နော်ကျွန်တော် current energy လေးဆက်ပြီးတော့ကြည့်အောင် current energy လေးမှာဘယ်လိုမျိုးဟာလေးတွေစမ်းမိုးနေမလဲဟိုထွက်လာပြီ trust a timing ရရရအချို့တွေကအဲ့လေ action မယူချင်ဘူးကိုယ့်ဘက်ကနေပြီးတော့လေအကို partner ရှိရဆိုရင်အဲ့ partner ကိုကိုယ့်ဘက်က action စပြီးတော့မယူချင်သေးဘူးအဲ့ကြောင့်စောင့်ကြည့်နေသေးရဲ့ဘာကြောင့်စောင့်ကြည့်နေရလဲဆိုတော့ကိုကလေအဲ့လိုမျိုး ကိုဖြတ်တန်းလာခဲ့ရတဲ့အခိုက်အတန့်တွေကိုသိဆုံးပဲကွာဒီလားကိုကြုံခဲ့ရတဲ့ဟာတွေက many experiences တွေကွာအတွေ့အကြုံတွေအများကြီးပဲเนาะတို့ကကောင်းတဲ့အတွေ့အကြုံတွေမကောင်းတဲ့အတွေ့အကြုံတွေကိုအများကြီးဖြတ်တန်းလာခဲ့ပြီးသွားပြီးအဲလိုကြောင့်မလို့ကိုကအချိန်ကိုယုံကြည်သွားပြီပေါ့နော် divine timing ဆိုတာကိုလည်းယုံကြည်သွားပြီ right person ဆိုတာကိုလည်းယုံကြည်သွားပြီပေါ့နော်အဲ့တော့ right person ဒီ right time မှာပဲရောက်လာမယ်ဆိုတာကိုလည်းယုံကြည်သွားပြီပေါ့နော်အဲ့တော့အချိန်ကတော့သူ့လိုလိုကုန်နေရတော့မဟုတ်ဘူး sorry အချိန်က အလဟတကုံနေရမျိုးမဟုတ်ဘူးကျွန်တော်ပြောချင်တာကလေတရသူ့အနေသူအချိန်နေမှာတော့မ energy တွေနဲ့ပါလာတာဆိုတော့အာပြောချင်တာကတော့အချိန်တစ်ခုချင်းစီမှာဘယ်လိုဖြစ်သွားမလဲဆိုတာလေကိုလည်းမသိနိုင်ဘူးအဲ့တော့အနာဂတ်ကိုတွေးပို့နေရလေ short ပစ္စုပန်မှာပဲအကောင်းဆုံးနေနေရမျိုးတော့တွေးရတယ်ဒါပေမဲ့နည်းနည်းလေး worry ဖြစ်နေရလေကကိုဘက်က နည်းနည်းလေးကြောက်နေတာအချို့ဆိုအငင်းခံရမှကြောက်တာ Crash show ပါလို့ဆိုရင်ကိုယ်မချစ်မှကြောက်တာတော့เนาะအဲ့လိုမျိုးလေးအကြောက်တရားလေးနည်းနည်းလေးတော့တွေ့နေရသေးတယ်။ဘာကြောင့်လဲဆိုတော့ကိုယ့်ရဲ့ update က experiences တွေကိုယ်အခုချိန်ထိနည်းနည်းလေး အာနည်းနည်းလေးကိုပေါ့နော်နောက်ပြန်ဆွဲထားသေးရေကိုချစ်တဲ့သူစီကိုပုပ္ပလင်းလေး action မယူရဲသေးဘူးပေါ့နော်အဲ့တော့အားအကြောင်းမလို့အချိန်ကိုယုံကြည်စွာနဲ့စောင့်ဆိုင်နေပြီးတော့ဟောသူနဲ့ငါနဲ့ဘယ်ချိန်လောက်အများဖြစ်သွားမလဲဆိုပြီးတော့စောင့်ကြည့်နေရမျိုးပေါ့နော်ကိုဘက်က action တွေတိတ်မယူဘဲနဲ့ပေါ့နော်ဘလို့မျိုးအဆင်ပြေသွားမလဲဆိုတာလေးကိုအချိန်ကိုယုံကြည်ပြီးစောင့်ဆိုင်နေရတဲ့အချိန်မျိုးလေးကိုရတယ်โอเค ဆိုတော့ဒါလေး energy guide တယ်ဆိုရင်တော့ကျွန်တော်ဆက်ကြည့်လို့ရပြီအဓိကတော့ဒီမှာနည်းနည်းလေး confuse ဖြစ်နေရလေးတွေ့ရဲအကိုချစ်သူကအကိုတစ်ဖက်သူကကိုချစ်ပါမလားနော်ချစ်ရလားအဲ့လိုမျိုးလေးနည်းနည်းလေးတွေးပူစိတ်ပူနေရမျိုးလေးတော့တွေ့ရတယ်နော်အဲ့ဒါလေးတော့မြင်ရတယ် okay ကျွန်တော်ဆက်ပြီးတော့မေးခွန်းလေးဆက်ပြီးတော့မေးလိုက်တော့မယ်နော် okay ဆိုဒါလေးကနောက်ဆုံးမှမေးဖို့မေးမေးလို့လည်းရတယ်နောက်ဆုံးမှပဲမေးလိုက်တော့မယ်အဲ့ဆိုနော် okay ကျွန်တော်အဲ့ဆို target တွေဆက်ကြည့်ရအောင် ကိုလိုချင်တဲ့အချက်ကဘယ်အချိန်လောက်ဖြစ်လာမလဲပေါ့နော်။နောက်မှအဲ့ဒီအချက်နဲ့ပတ်သက်ပြီးတော့ဘာတွေ guidance ပေးခြင်းနေလဲပေါ့နော်။ကြည့်ရအောင်ပါ။ When does the begin အချက်ကဘယ်အချိန်လောက်စတင်လာမလဲ။ကြည့်ကြည့်ကြည့်ရအောင်နော်။ Okay, Peter Cup's reverse နေရတော့လေအဓိကတော့ကိုယ့်ရဲ့အချက်ရင်းမှာရင်းချက်စွာနဲ့ချစ်ချင်လာတဲ့ပုံစံမျိုးတော့မြင်ရတယ်ပေါ့နော်။အရင်တော့ကအရင်တော့ကမင်းမချက်နဲ့ချစ်မိသွားရင်ဆိုရင်အဲ့ဒါတွေကိုသင်ခန်းစာယူပြီးတော့ရင်းချက်ချက်လေးနဲ့ပေါ့နော်။ဒီဒီချာချာလေးချစ်တက်ချစ်တက်ဖို့ အဲပြင်ဆင်နေပြီပေါ့နော်အဲ့လိုမျိုးလေးနေရတယ်။ Okay ပါလိအတီတန်နဲ့ collective တမားလေးရဲ့အတွက် spirit ဆရာဘယ်လိုမျိုး message တွေပေးနေလဲ spirit collective တမားရဲ့ channel တွေ့ဖို့တော့ okay reverse ကိုထပ်ထွက်လာပြီ။ the star က reverse okay okay อืม the star လေး reverse ကြာလာတယ်။ the star reverse ရဲ့ energy okay base of the deck လေးက the hand the hand teddy လေးတွေ့ရတော့ teddy လေး okay ဲ့တော့ the story reverse ရလာရင်ပတ်သက်ပြီးတော့ဗာပြောဗာပြောချင်တယ်ဆိုတော့ reverse ရတော့ဒီမှာထွက်လာတော့ယူလိုက်တယ်ပေါ့နော် okay อืม okay အရှင်ကိုပြောချင်နေရတဲ့ကျွန်တော်စိတ်တယ်နိဒီထိုင်ပြီးတော့လေအဲ့လိုမျိုးမျောလင်းနေရမျိုးပေါ့နော်ကိုယ်တက်ကောင်းလာမယ်အချိန်မျိုးမျောလင်းနေရမျိုးအဲ့လိုမျိုးမျောလင်းနေရမျောလင်းချက်တွေကိုရင်းဆုံးဖယ်လိုက်ပါကျွန်တော်တို့ ဒီမှာပြောထားတာကလေဒီမှာဟိုကိုယ်မှာ ideal type တို့အဲ့လိုပုံစံမျိုးကြီးရှိလိမ့်မယ် maybe ကိုကဒီလိုမျိုးမှမဟုတ်ဒီလိုမျိုးကျွန်တော်ပြောသလိုပေါ့နော်ကိုယ်တက် commitment ဖြစ်တဲ့ relationship မျိုးမှမဟုတ်ဘူးဆိုရင်ကိုယ်တော့ရင်းချက်တဲ့ဒီမျိုးမှမဟုတ်ဘူးဆိုရင်တော့ငါအရှင်မယူတော့ပဲနဲ့ငါ time ဆောင်းနေလိုက်တော့မယ်ဆိုရင်မျောလင်းချက်မျိုးတွေအတွေးမျိုးတွေအဲ့လိုမျိုးလေးမထားပဲနဲ့ကိုယ့်ဘက်ကစပြီးတော့ action ယူပါကိုယ့်ကိုပြန်ပြီးတော့လွတ်မြောက်အောင်ကြိုးစားပါအချင်းယူပြီးတော့တွေးနေရတော့မှန်တယ်ဒါပေမဲ့အရင်ကြီးအတွေးရဲ့မှာနှစ်မျိုးနေရမျိုးတွေမလုံနဲ့ပေါ့နော် just study ရလေ reverse မဖြစ်တင်ဘူးနော်တဲ့တယ်လေးဖြစ်တင်တာတဲ့တယ်လေးဆိုရင်ဒါ wish fulfillment လေးပြောတာပေါ့နော်အဲ့တော့ဒါပေမဲ့ reverse ဖြစ်နေတဲ့အတွက်ကြောင့်မလို့ကိုဖြစ်ရှင်တဲ့ center နဲ့ကပေါ့နော်အဒီကအတွေ့အရန်များနေပြီးတော့မျောလင်းချက်တွေပဲများနေရပေါ့နော်အဲ့တော့ချွတ်မျောလင်းချက်လေး shop ပေးပါ ID type ပေးပါရေဆိုတာထပ်ပေါ့နော်လာမယ့်သူကကိုယ့်အတွက်ကောင်းနေဆိုရင် အကောင်းဆုံးလက်ခံမှုစ조사ကြည့်ပါဆိုရင် message ပို့လေးရတယ်ပေါ့နော်ပြောရင်းနဲ့လုပ်ဖို့လေးနည်းနည်းလေးလူနေသေးရမျိုးတွေ့ရတယ်တချို့ကိုယ့်ရဲ့အနေရာအချို့ပေါ့နော်အချို့နေရာလေးကိုရှင်းနေလုပ်ဖို့လေးလူနေရာလေးတွေ့ရ Oh is a cubs အချစ်တဲ့လေးရောက်လာရမယ်ပေါ့နော် Okay အဓိကတော့အဲ့လိုကိုယ်ကလေ open minded ဖြစ်ဖို့လိုတယ်ပေါ့နော်ဟိုဒီလူမှဆိုတာမျိုးမဟုတ်ပဲね Okay ကိုယ့်အတွက်အဆင်ပြေရဲ့ဆိုဆိုရင်တွေ့ကြည့်လိုက်တာမျိုးဒေကြည့်လိုက်တာမျိုးပေါ့နော်ပြီးတော့ the story ရဲ့ reverse ရဲ့ energy ကလေနည်းနည်းဘယ်လိုပြောရမလဲ โอเค action ကိုအဓိကပြောရဲเนาะသူအချက်လိုခြင်းအဲအချက်အတွက် action လုပ်ရဲရမယ်ပေါ့မကုမကုကုကုသဘောကျရတဲ့သူရှိရဲဆိုရင်အဲ့သဘောကျရတဲ့သူ action ယူရဲရမယ်ချစ်ပြရဲရမယ်ပေါ့အဲ့လိုမျိုးတွေတွေ့ရတယ်เนาะအဲ့တော့အချို့တွေ healing လုပ်လို့ပြီးသွားတဲ့သူရဲ့အတွက်အချက်ရောက်လာလိမ့်မယ်ပေါ့เนาะအဲ့တော့ healing မပြီးပြတ်သေးတဲ့ဟာလေးရှိနေမယ်ဒါစတာလေးနေเนาะဆိုတော့ကိုယ့်ရဲ့မျှော်လင့်ချက်တချို့မှာကိုလိုချင်တဲ့ဟာလေး ဖြစ်ဖို့အတွက်ပေါ့မျောလင်းချက်လေးရှိမယ်ဆူတောင်းလေးရှိမယ်အဲ့လေးမဖြစ်သေးဘူးပေါ့နော်လက်တော်မှာပေါ့နော်အခုဖြစ်ချင်တဲ့ဆန္ဒလောက်ကြီးမရောက်နေသေးဘူးပေါ့နော်အချို့တွေကံကောင်းလာတာလေးမြင်နေတဖြည်းဖြည်းနဲ့ပေါ့ဒါပေမဲ့လည်းကိုလိုကိုဖြစ်ချင်တဲ့ဆန္ဒလောက်ကြီးမရောက်သေးဘူးကိုကိုလိုချင်တဲ့အတိုင်းတာလောက်ကြီးမရောက်သေးဘူးပေါ့အဲ့ဒါကြောင့်မကွာနည်းနည်းလေးမျောလင်းချက်လက်လျှော့ထားတာမျိုးလေးတွေ့ရတယ်အဲ့တော့မျောလင်းချက်ကိုလက်မလျှော့နဲ့အဓိကတော့ကျွန်တော်ပြောသလိုအရင်ကြီး type တွေကိုလည်းအမြင်ကြီးမမှန်ထားနေပေါ့နော်ကိုတက်ကောင်းနေဆိုရင်လက်ခံဖို့အတွက်ကိုယ့်ရဲ့စိတ်ကိုအစင်သိပြင်ထားတာအကောင်းဆုံးပဲဆိုရင် message မျိုးပေးရပေါ့နော် โอเคအချစ်ကတော့ရောက်လာလိမ့်မယ်ကိုချစ်တဲ့သူပေါ့နော်ကိုမကိုဆိုပြီးတော့ချစ်တဲ့သူတွေရောက်ရောက်လာလိမ့်မယ်တကယ်လို့အချစ်အပြည့်နဲ့ offer လုပ်လာတဲ့ကန်ကန်လန်းချက်တွေကိုကျွန်တော်မြင်နေပေါ့နော်โอเค data wali ဆိုတော့ဖက်ကနေလန်သွားရမြင်လိုက်တယ်နော်အဓိကကတော့ကိုကလေအဲ့လိုမျိုးအချစ်နဲ့ပတ်သက်ရင်လေအကိုကိုလာပြီးတော့တရားသဘောကျရယ်ဆိုရင်တော့မှဒီလိုကငါ့ကိုတော့ထားသားမှာပဲဆိုရယ်စိတ်မျိုးအကြောက်တရားမျိုးတွေလည်းနေရတော့အဲ့လေးကိုလည်းသတိထားပြီနော်โอเคအပြေးလေးလာနေပြီ oh my god โอเคဖေးချောက်ပါဆက်โอเค like uh he's like traveler ကွာဒီလားအဲ့လိုอืมဆိုဝင်လာပြီเนาะဝင်လာပြီဖေးချောက်ဝင်စေးဝင်လာပြီသူကလေအဲ့လိုမျိုးနည်းနည်းလေးငငငငရွယ်တွတ်တွကြကြအဲ့လို energy မျိုးလေးရှိရဲတကူဆိုတိလို့စိတ်တည်ရှိရဲပြီးတော့နည်းနည်းလေးသူ passionate ဖြစ်တယ်ပေါ့เนาะကိုယ်ကိုလည်းအရင်သဘောကျပြီးတော့လို့သူ့ဘက်ကစပြီးတော့ဝင်လာမယ့်ပုံစံမျိုးလေးမြင်ရတယ်ပေါ့เนาะอืม okay သူ့ဘက်ကစပြီးဝင်လာမယ့်ပုံစံမျိုးလေးမြင်ရတယ် โอเคသူဘက်ကစပြီးကြွေသူဘက်ကစပြီးသဘောကျเนาะအဓိကတော့လို communication လို့ line ပေါ်ကနေစာရေးပို့တာ DM ကနေ message လေးတွေပို့တာတော့เนาะအဲ့လိုမျိုးလေးတွေ့ရတယ်อืมဖြည်းဖြည်းချင်းပေါ့เนาะဖြည်းဖြည်းချင်းဆိုပေမဲ့လည်းသူကလေအရင်ကြီးနှေးကွေးတာမျိုးတော့မဟုတ်ဘူးအဓိကပြောချင်တာကတော့အဲ့လိုဟို action တွေတဖြည်းဖြည်းချင်းစီယူလာပြီပေါ့เนาะအဲ့လိုမျိုးလေးတွေ့ရတယ်အခုကိုးပွားရဲမှာတော့ရောက်ကောင်းရောက်နေနိုင်နေပေါ့เนาะကြည့်အောင်လူအစ်စ်လည်းဖြစ်နိုင်လို့ကျွန်တော်ကိုးပွားရဲမှာရောက်နေပြီးသားလူလည်းဖြစ်နိုင်နေပေါ့เนาะ okay bali didn't inspire you know collected the money bali didn't answer okay four cups yeah okay and is အကျွန်တော်ပြောရယ်ပေါ့နော်ဒီမှာအ9 or 10 okay ကျွန်တော်ပြောကျွန်တော်ပြောရယ်ပေါ့နော်ဒီအာဒီမှာလေ the stralia reverse ဖြစ်နေရယ်ဒီအခြားဒီအစ main energy ပေါ့နော် main energy မှာ stralia reverse ဖြစ်နေရအောင်ဘာလို့မကြိုက်လဲဆိုတော့အဓိကကိုကလေနည်းနည်းလေးအာဘယ်ပြောမလဲ open minded မဖြစ်ဘူးပဲပြောရမလားဒါမှမဟုတ်ဒီတစ်ဖက်သူနဲ့ပတ်သက်ပြီးကိုယ်မှာသဘောမကျတဲ့အချက်တစ်ခုခုရှိလို့လားမသိဘူးနည်းနည်းလေးတနားလုံးနေရတဲ့ရှင်မျိုးလေးရရဲပေါ့နော်သူကတော့ချက်နေရမှန်းနေကိုကဒီလိုနဲ့ပတ်သက်ပြီးမျောလင့်ချက်တိတ်ပြီးတော့မထားတော့ဘူးဆိုတဲ့ပုံစံမျိုးတိတ်ပြီးတော့မမျောလင့်ထားဘူးပေါ့နော်ပြောချင်တာကလေနည်းနည်းလေးမျောလင့်ချက်လေးတွေနည်းနေရသေးလားဘာကြောင့်လဲဆိုတော့ကျွန်တော်ပြောသလိုပေါ့နော်ပထမအဆုံးဒီမှာကြည့်တယ်လို့ page of caps က reverse ဖြစ်နေတဲ့အတွက်ကြောင့်မလို့အဓိက action မယူရဲဘူးကြောက်တယ်ပေါ့နော်မချစ်ရဲဘူး ချစ်ဖို့တော့မရဲဝင်းချစ်ဖို့လိုက်ဖို့အတွက်ချစ်ပြစ်လိုက်ဖို့အတွက်ဒီလူကငါ့အတွက်ကောင်းပါမလားမကောင်းဘူးလားဆိုတော့ကိုယ့်ကိုယ်ကို satisfy နေတိတ်မဖြစ်တာမျိုးတွေ့ရတယ်နော်ပြီးတော့ငါကအပြည့်အဝ healing မဖြစ်သေးဘူးဒါကြောင့်မလို့လူတရားအောင်နဲ့တွေ့လိုက်လို့ဖြစ်ပါအောင်မလားငါသူ့ကိုစိတ်လွတ်လပ်လွတ်ချစ်လိုက်လို့ဖြစ်ပါအောင်မလားဆိုရအတွေ့မျိုးတွေလည်းဝင်နေတယ်ဒီကတော့ကို healing အပြည့်မဖြစ်သေးဘူးလို့ကိုယ့်ကိုယ်ကိုယူဆထားတာပဲနော်အဲ့ဒါကြောင့်မလို့တစ်ဖက်သူကကိုယ့်ဘာဘလောက်ချင်နေပါစေသူဘလိုပဲ action နဲ့ယူနေပါစေကိုယ့်ဘက်ကသူ့ပေါ် satisfy တိတ်မဖြစ်ဘူးနော်အဲ့ဒီတော့ကြောင့်မလို့ကိုကနည်းနည်းလေးကိုယ့်ရဲ့ energy ကတော့သူ့ကိုနည်းနည်းလေး ထပ်ထားတဲ့ energy မျိုးလေးမှာသွားတယ်။ဘာကြောင့်လဲဆိုတော့သူကချစ်တယ်ကွာကိုယ်ဒီလားချစ်တယ်ကိုယ်လာပြီးတော့ offer လေး cap လေးနဲ့အကလေးလာပြီးကန်လန်းခြင်းနဲ့ကွာဒီလား cap ဆိုတာ all about emotion ကိုပြောတာနော်။သူရဲ့ emotion တွေကိုယ်ပေးခြင်းနဲ့ပြချပြခြင်းနဲ့သူရဲ့ချစ်ကိုကိုယ်ပေးခြင်းနဲ့ဒါပေမဲ့ကိုကနည်းနည်းလေး satisfy တိတ်မဖြစ်နေဘူး။ကိုဘဝနဲ့ကို satisfy မဖြစ်နေရလဲဖြစ်နိုင်တယ်။ဒါမှမဟုတ်ဒီအချစ်ကိုယုံမယုံရဲရလဲဖြစ်နိုင်တယ်။အဲ့တော့သူ့ကိုပုံပုံကွဲပြီးတော့သူ့ပုံးနေတဲ့ energy မျိုးလေးကျွန်တော်ရရတယ်ပေါ့နော်။အဲ့တော့ကိုဘက်ကနေအချစ်ကိုထွက်ပြေးနေမိမလားတော့မသိဘူး။ဘာကြောင့်လဲဆိုတော့ နိုင်ရောဝမ်စ်ကိုလည်းတွေ့ရအဓိကတော့ကိုဂရန်ကအချစ်ကိုထွက်ပြေးနေတဲ့အတွက်ကြောင့်မလို့ပေါ့နော်အဲ့လိုမျိုးလေးတွေ့ရတယ်တကယ်လို့များအချစ်ကကိုဘွားစီကိုရောက်လာရင်တော့မှကိုကလေနည်းနည်းလေးထွက်ပြေးခြင်းနဲ့ energy ဒီမှာတော့လမ်းပြောင်းနေ air source ကိုတွေ့ရနော်တော့ okay ဒီမှာတွေ့ရပန်တေတော့ဆရာရရ okay ဒီကတော့ကိုလိုချင်တဲ့ marriage life ပေါ့နော် marriage life ကိုလိုချင်တဲ့အတွက်ကြောင့်မလို့ဒီလူကအာကျွန်တော်ပြောသလိုပေါ့နော်အာတချို့ကြီးကြတော့လေ okay ဒီလူကငါနဲ့ relationship ဖြစ် ဖြစ်ဖို့မရှိတော့ပါဘူးလေအပြီးတော့သူနဲ့ငါနဲ့တွဲရင်လည်းနေတော့မှာမဟုတ်ပါဘူးသူမိဘတော့ငါ့ကိုသဘောကျမှာမဟုတ်ပါဘူးအဓိကတော့ marriage life vlog တွေကိုချိုးတွေးပြီးတော့ပူပင်နေတဲ့ပုံစံမျိုးကိုမြင်ရတယ်။နောက်အဲ့ကြောင့်လို့ကိုကိုကိုအာမဖြစ်သင့်ဘူးလေငါနဲ့ကတော့မဟုတ်ဟိုငါနဲ့ကတော့သူနဲ့ကအဆင်ပြေမှာမဟုတ်ဘူးအဲ့လိုမျိုးကတွေးရပုံများနေလိမ့်မယ် maybe သူကလေပေါ့ပါဆိုစကားပြောဆိုတွတ်တာ flat လောက်တက်တာအဲ့လိုမျိုးရှိမယ် page of ones ကအဲ့လို energy လေးပေါ့နော်ပေါ့ပေါ့ပေါ့ပါတော်တော်လေးလေးအဲ့လို energy မျိုးလေးဆိုတော့ကိုကသူ့ကိုအပြည့်ဝမယုံရဲဘူးပေါ့နော် fully commitment နဲ့ကိုမပေးန ုင်အောင်ပေါ့နော်အဲ့ဒါကြောင့်မလို့ကိုကသူ့ကိုလည်းနည်းနည်းလေးကြောက်ပြီးတော့စောင့်ကြည့်နေတဲ့ energy မျိုးသူ့ကိုပုံကယ်ပြီးတော့အဲ့လိုသူ့ကိုမယုံရဲ energy မျိုးလေးရတယ်အဲ့တော့အချစ်တစ်ကိုကိုကမယုံရဲဘူးပေါ့နော်ခုဘော်ရယ်ဝင်လာမယ့်အချစ်တစ်အဓိကကိုရဲ့နာကျင်မှုတွေကြောင့်လည်းဖြစ်နိုင်တယ်ဘာပဲကြုံလာကြုံလာရင်ဆိုင်ဝင်ဆိုတဲ့ပုံစံမျိုးပေါ့နော်ဒီမှာမျက်နှာလေးတွေကိုအုပ်ထားရတယ်လေတွေ့ရတယ်နော်အဓိကတော့ကိုရဲ့အမြင်လေးတွေကိုပွင့်လင်းစွာထားပါဒီလူရဲ့ဒီလိုနဲ့ကိုယ်နဲ့အနာဂတ်မှာရှိလာနိုင်တဲ့ possibility တွေကိုကိုအရှာပါเนาะဒီမှာမရှာဘူးဆိုတဲ့ပုံစံမျိုးလေးတွေ့ရတယ်เนาะ ရှာတဲ့နဲ့နော်ဒီလိုနဲ့ငါကအနာဂတ်မှာဘယ်လောက်ထိသွားနိုင်လဲဆိုတာမျိုးကိုအဲ့ဒါဒီလိုရဲ့ action တွေဒီလိုရဲ့အပြုအမူဒီလိုရဲ့အမူအရာဒီလိုရဲ့နှလုံးသားပေါ့ဒီလိုရဲ့ချက်ချင်းမေတ္တာတွေမှာတွေ့နိုင်နေပေါ့နော်အဲ့ဒါလေးကိုမြင်အောင်ကြည့်ပေးပါပုံကွယ်နေလို့လည်းဘာမှမထူဘူးပေါ့နော်ပြီးတော့ကြောက်နေလို့လည်းဘာမှမထူဘူးပေါ့နော် just trust the timing ကွာဒီလားအချိန်ကြာလာအချိန်ရောပဲစောင့်နေလို့မရဘူးကွာအချိန်တကယ်ကြာလာတဲ့အချိန်ကြာရင်ကိုယ့်ဘက်က action မရှိဘူးဆိုရင်ဒီအခွင့်အရေးကိုလက်လွတ်သွားလိမ့်မယ်ပေါ့နော်အဲ့လိုမျိုးလေးပြောထားတယ် Okay, well, RS very. ဘာလေးထပ်ပြီးတော့ဒီတင်နေအောင်မလဲ။ Another one's got ထပ်ကြရတယ်။ဒါပေမဲ့ဒီမှာ all aerosols ကထွက်လာပြီ။ Yeah, yeah. သူပြောချင်တာပေါ့နော်။ဆွမ်းနာလေးကျွန်တော် base မှာရေးပြောလိုက်တယ်ပေါ့နော်။ဒီမှာ aerosols ကိုကအဲ့လိုမျိုးနည်းနည်းလေးပိတ်မိနေသေးရေပေါ့နော်။အဲ့လိုမျိုး။ Okay. The sun, yeah. ပြောရမယ်ဒီလားပြောရမယ်ကိုယ့်ရဲ့ update ကိုလုံးဝလက်လွတ်ချလိုက်လုံးဝ share ပြောရမယ်နော်လုံးဝအဲ့လိုဒီမှာ401ဆက်တလား happy marriage life လေးပေါ့နော်ပြောစရာလေးကျွန်တော်ကတော့ဒီလူနဲ့ marriage ဖြစ်သွားမယ်ဘာညာအဲ့လိုကြီးတော့မပြောရှင်သေးဘူးနော်ဒီကတော့ကျွန်တော်အဲ့လိုအမတ်ခံချက်တွေလည်းမပေးရှင်သေးဘူးဒါပေမဲ့အဓိကကျွန်တော်ပြောနိုင်တာတစ်ခုကကျတော့ဒီလူနဲ့တော့ပြောရမယ်ဘာလို့ဆိုဒီလူနဲ့ကိုယ်နေက happy spirit ကွာဒီလားလွတ်လပ်လပ်နဲ့အဲ့လိုငငယ်ငယ်ရွယ်လေးဖြစ်နိုင်တယ် maybe ကိုယ်တငယ်ချင်းတွေအဲ့လိုကိုယ်ပေါင်းသင်းမိတ်ဆွေတွေရတယ်ဖြစ်နိုင်တယ်အဲ့လိုလူတယောက်ပေါ့နော်အဓိကဒီဘယ်ရှင်တော့ဝင်လာမယ်ဆိုရင်တော့၄လလောက်အတွင်းတော့အမြန်ဆုံးဝင်လာလိမ့်မယ်တဲတဲကြာမယ်ဆိုရင်တော့နောက်နေ့၄လပိုင်းမတိုင်ခင်မှာဝင်လာလိမ့်မယ်အဓိကတော့ဖိရှုပ်ခွန်စဲ energy ကမြန်နေကွာဒီလားအဲ့တော့ရှစ်ပတ်လောက်နှစ်လလောက်အတွင်းနဲ့အမြန်ဆုံးဝင်လာ ိုင်တယ်အများဆုံးတစ်လအတွင်းနဲ့ဝင်လာနိုင်တယ်နော်ပြောချင်တာတစ်နှစ်အတွင်းလည်းဖြစ်နိုင်တယ်အချိန်တွေကတော့အများကြီးပဲဘာလို့ဆိုလွေကအများကြီးဆိုအဓိကတော့သူနဲ့ကိုယ်နဲ့ relationship တွေကပျော်ရဖို့များတယ်ဘာလို့ဆိုပေးဆိုတဲ့ tag ကြီးကဆန်းပေါ့ဒါပေမဲ့ကိုယ့်ရဲ့ကိုယ့်ရဲ့စိတ်ကြောင့်မလို့ဒါမပြောရတာဘာကြောင့်လဲဆိုတော့တစ်ဖက်သူအပြည့်ကမယုံရဲရပါမယ် maybe trust issue တွေထိတာရပါမယ် maybe control လုပ်ချင်တာတော့မဟုတ်ဘူးကွာဒီလားဒါပေမဲ့တစ်ဖက်သူကမယုံရဲတာကွာဒီလား ကိုကမချစ်ရတာပေါ့နော်မချစ်ရဘူးကြောက်နေရဲအဲ့လို energy မျိုးပေါ့နော်မာနလည်းကျွန်တော်မတွေ့ဘူးအဓိကကျွန်တော်ပြောချင်တာကမာနမဟုတ်ဘူးအဓိကကိုရဲ့ကြောက်စိတ်ကြီးတစ်ခုပဲတွားပြီးတွေ့နေရတယ်ကိုမချစ်ရတော့ဘူးဆိုတဲ့ပုံစံမျိုးဒါပေမဲ့တစ်ဖက်သူကိုကိုချစ်ရရင်တော့မမွေမရေလေးกว่าဒီလားမယုံရေးသေးဘူးအဲ့လို energy မျိုးလေတပည့်တကယ်လို့တစ်ဖက်သူဘက်ကရုတ်တရက်ကြီး action တွေထပြီးယူလာတာတို့ flat တွေလောက်လာတာတို့ရီစားတကားကြီးလာပြောလာတာဆိုတော့အဲ့မှာကိုကသူ့ရဲ့ action တွေကိုနည်းနည်းလေးမယုံရေးဘူးဖြစ်နေရယ်နော်အဲ့ကြောင့်မလို့ကိုကသူ့ကို ပုံကွယ်တာတော့ဒါမှမဟုတ်အချိန်ဆွဲတာတော့နော်အဲ့လိုမျိုးလောက်တာပြောအဲ့လိုလောက်တာလေးသွားပြီးတွေ့ရတယ်အဓိကတော့သူနဲ့ဆိုရင်တော့ကွာတကယ်ကိုပြောရမှာနော် the sun energy လောကနော်ဒီမှာဒီ peter cup စီရလေးပြောင်းပြန်လေးရနေတယ်ဒီဒီပန်ဒီတက်ဒီလေးတွေ့ရမှာအဖြူအောင်လေးဒီမှာပျော့နေပြီဒါပေမဲ့ဒီအဖြူအောင်လေးကိုဒီမှာအုပ်ထားတွေ့လား နော်အဲ့တော့အဖြူအောင်လေးကသင်ရဲ့ energy အညူအောင်လေးကသူ့ရဲ့ energy ဆိုတော့သူကအသားလေးပိုင်းလက်လောက်တယ်ကိုထက်ကိုကိုကသူ့ထက်ပိုပြီးဖြူတာမျိုးပေါ့နော်အသားလက်တာညူတာချောချာလေးမဖြူဘူးအဓိကတော့ကိုလောက်နေနေကိုကသူ့ထက်ပိုပြီးဖြူတဲ့ energy မျိုးအဓိကတော့သူကကိုအတွက်ဆိုရင်တော့ နေကြပိုင်းတစ်ခုလုံးတော့ဖန်ဆင်းပေးမယ်ဆိုတာမျိုးကြီးပေါ့အဲ့လိုအထိတော့အဲ့လိုမျိုးအပြောဆိုညက်တယ် flat လောက်တက်တယ်အဓိကအဲ့လိုမျိုး passionate ဖြစ်တယ်ကိုယ်ကတကယ်ကိုလိုချင်တဲ့စိတ်နဲ့တကယ်ကိုလာတာเนาะတကယ်ကိုကိုယ်အပိုင်ရချင်တယ်ကိုယ်လက်မလွတ်ချင်ဘူးဆိုရင်စိတ်မျိုးလေးနဲ့လာတာဒါပေမဲ့ကိုကကြတော့သူ့ကိုနည်းနည်းလေးရှောင်ပြေးပြီးတော့ပုံချင်နေတဲ့ energy မျိုးလေးရောရတယ်ပေါ့เนาะဒါတော့ terror cat ကပြောထားတာပါကျွန်တော် oracle cat လေးစပြီးတော့ကြည့်လိုက်ကြရအောင်เนาะ okay okay ကျွန်တော်တို့ okay ကြည့်လိုက်ကြရအောင် ကျွန်တော်ပြောရလေရှင်းမယ်တင်တယ်အချို့စကားလေးအမြန်သွားရဆိုရင်တော့တောင်းပန်ပါတယ်နော်โอเคကျွန်တော်တို့အာကျွန်တော်တို့တည်တင်နေပေါ့နော်အချင်းနဲ့ပတ်သက်ပေါ့ within the next few months in the near future โอเคလာတော့မယ်နော် relationship ကတော့မကြတော့โอเคဒီ collective တမားတွေလိုချင်တဲ့အခြေအနေပဲချင်တော့ရောက်လာမလဲဒါမှမဟုတ်အဲ့နဲ့ပတ်သက်ပြီးတော့ပေးချင်တဲ့ guidance တစ်ခုခုပေါ့နော်โอเคပေးချင်တော့ရောက်လာမလဲကြည့်အောင်ပါ ျွန်တော်ဒီမှာ negative ကိုတင်ဘက်ကပို့ပြီးတွေ့ရတယ်ပေါ့နော်သူ့ဘက်က positive energy နည်းနည်းများရယ်ပေါ့နော် look for sign ya 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 go ignore လုပ်မိရာလေးရှိလိမ့်မယ်နော် look for sign ya okay အချင်းအားဖြင့်တော့ကျွန်တော်ဆုံးလာပြောဆို in the near future ဆိုတဲ့ပုံစံမျိုးလေးကိုတွေ့ရပေါ့ဒါပေမဲ့ဒီမှာပြတာက look for a sign နဲ့အဲ့လိုအချင်းကြီးလေးတစ်ချက်ဆောင်ကြည့်ပါသူပြနေ romance ya 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 be assertive let go နော်ကိုယ့်ရဲ့ trust issue လေးတွေကို letting go လုပ်ပါ နော် be assertive အဲဒီကတော့ assertive ဆိုတာလို positive energy လေးတွေအဲလိုအကောင်းမြင်စိတ်ထားပါပေါ့နော် romance လေအဲလိုအချစ်ရှိတယ် don't stop နော် don't stop ဆက်သွားမယ်ဆိုရင်အချစ်အချစ်နဲ့တွေ့ရမယ် romance နဲ့တွေ့ရမယ်နော်ချစ်ချစ်ချစ်ဖို့မကြောက်နဲ့ပေါ့နော်အဲလို don't stop ဆိုတာမချစ်ချစ်ဖို့မကြောက်နဲ့ရဲဝံချစ်ပါဆိုရင် energy မျိုးလေးရတယ်ပေါ့နော် okay ဒီမှာမြင်ရတော့ look for sign နဲ့နော်ဒီမှာ mojo လေးကို gain ထားရယ်နော်ဒီမှာလေးဟိုပြထားရယ်ဆို magician energy လေးရတယ်နော် โอเคဆိုတော့မထင်မှတ်ထားရတဲ့ဟာကမထင်မှတ်ထားတဲ့အချိန်မှာဖြစ်သွားလိမ့်မယ်ပေါ့နော်ကိုမထင်မှတ်ထားတဲ့လူနဲ့ကိုမထင်မှတ်ထားတဲ့အချိန်နေအချိန်အခါမှာပဲဒါအထူးကြဲအရာလေးဖြစ်လာမယ်ဆိုရင် energy မျိုးလေးရပါတယ်ကျွန်တော်ဆက်ပြီးတော့ကြည်ဟိုโอเคရလာမယ်အချိန်ရဲ့ connection energy လေးကိုကြည်အောင်โอเคအချိန်ရလာမယ်အချိန်နေနေထားကိုဒီပါရင်เนาะအဲ့တော့ ဒီကတော့ကို angel angel message တွေမြင်တာတော့ sorry angel number တွေမြင်တာတော့เนาะအဲ့လိုသူနဲ့တွေ့ဖို့နီးလာပြီသူနဲ့အဲ့လို union နီးလာပြီဆိုရင် angel message angel number စေမြင်တာတော့เนาะကိုကိုဘွားတွေကိုအဲ့လိုပြောစရာကောင်းတဲ့အရာလေးရောက်လာတာတော့เนาะကိုရဲ့အကန်ကြီးအဆင်ပြေလာအဲ့လိုမျိုးလေးတွေ့ရတယ်เนาะဆိုဘလို connection လေးဖြစ်မလဲဒီကိုတွေ့ရမယ့်အခြေကားပေါ့เนาะဘလို connection မျိုးလေးဖြစ်မလဲထွက်လာပြီ Harry could have loved it. Yeah, yeah, yeah. ကျွန်တော်ပြောရပေါ့နော်။ဆိုတော့နည်းနည်း ကိုက attention အရင်များနေ reflex ရောအရင် attention များနေ every critical လဲဆိုတာလေးတွေ့ရ engagement လေးတွေ့ရ okay engagement လေးရောတွေ့ရအထက်မှာပေါ့เนาะအဲ့တော့ every critical အစမှာတော့တွေ့ရလေးဒီ connection ဒီ energy ကလေး temporary energy လေးရောရရဘာလို့ဆိုတော့နည်းနည်းလေးကိုကနည်းနည်းလေး move နေရပေါ့เนาะအဲ့လိုမျိုး okay okay ကျွန်တော်ဒီ energy လေးကိုနည်းနည်းဟိုဖြစ်တယ်เนาะနည်းနည်းလေးမရှင်းဘူးပေါ့เนาะမရှင်းဘူးဆိုတော့ကျွန်တော် အာဗာလေ terror cat လေးတစ်ခါနဲ့ကျော်ပြန်ပြီးတော့ shuffle အာ energy ကိုလောက်ရအောင်နော် clarify လောက်ရအောင်ဒီ aerocrat left လေးကဘာလို့ကြာလာလဲကျွန်တော်က pass cat energy ကိုရရတယ်ကွာ yeah 701s pass cat energy ကျွန်တော်တွေ့ရနော် three cards နော် okay pass cat energy ကျွန်တော်တွေ့ရ pass cat energy ဘယ်လို energy လဲဆိုတော့ကိုကလေအဲ့လိုတစ်ဖက်သက်အချစ်တင်နေ ပြီးဆုံးခဲ့တာများလားမသိဘူးเนาะအတိတ်မှာပေါ့เนาะအတစ်ဖက်သက်အချက်တင်နေပြီးဆုံးခဲ့တဲ့အတွက်ကြောင့်မလို့ပေါ့เนาะဒီတယောက်ပုံမှာ attraction နဲ့အပြည့်မထားနိုင်ဘူး chemistry လည်းအဲ့လိုအပြည့်မယူနိုင်ဘူးပေါ့เนาะတစ်ဖက်သူပေးတဲ့ chemistry တစ်ဖက်သူပေးတဲ့ offer ကိုလည်းအပြည့်ဝလက်မခံနိုင်ဘူးဘာကြောင့်လဲဆိုတော့ကိုကအားနေ fight လုပ်ဖို့ပဲကိုကစဉ်းစားနေတယ်နော်ကိုဖြစ်လာတဲ့ attraction တွေကိုရဲ့ chemistry တွေကိုရအောင် fight လုပ်နေတာအဓိကကိုကလေ ရအောင်တင်းခံနေရဘာကြောင့်လဲဆိုတော့ဒီလူကိုတိတ်ပြီးမယုံရဲဘူးပေါ့ဟိုကိုရဲ့အချစ်ကိုတိတ်မယုံရဲ energy မျိုးအဲ့ဒါကြောင့်မလို့ကိုဒီဝင်လာတဲ့သူကိုအတင်းပြန်ပြီးတော့တိုက်ထုတ်နေရပေါ့နော်အဲ့လို energy မျိုးရရတယ်ဒါပေမဲ့ဒီဝင်လာတဲ့သူ engage ရ energy နဲ့လာတာနော် engagement energy နဲ့လာတာနော် high level commitment right အဲ့တော့အဲ့ high level commitment ကိုကိုကလက်မခံနိုင်သေးဘူးဖြစ်နေအဲ့တော့ healing လုပ်ပါနော် healing လေးလုပ်ဖို့လိုနေပြီးတော့အာအကောင့်မြင်စိတ်လေးထားပြီးပါ positive thinking လေးထားမယ်ဆိုရင်တော့ဒီ relationship လေးကပို့ပြီးတော့အဆင်ပြေပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ ။ဒါမှမဟုတ်တကယ်တကယ်တမ်းလဲကိုယ့်ရဲ့အာဘယ်လိုပြောမလဲ attraction တွေကလည်းအဲ့လိုတစ်ဖက်သက်ဖြစ်နေရလေလေဖြစ်ကောင်းဖြစ်မယ်ပေါ့နော်။ဒီ relationship မှာတစ်ဖက်ကသူကတော်တော်လေးကြိုးစားရတဲ့ energy မျိုးတော့ပို့ရတယ်။ဘာကြောင့်လဲဆိုတော့ကိုယ်ကနည်းနည်းလေးကြောက်နေလို့ပေါ့နော်အဲ့လို energy တွေရတယ်။ Okay ။ Okay ကဲဒီကထပ်ပြီးတော့ပြောနေအောင်မလဲ။ဘယ်လိုကြည်ရပါလိမ့်အချိန်ပေးနေလေဒီ collective သမားတွေအတွက်ပေါ့နော် Law, so no? No, okay, natural disaster, marriage. Wakes frustration, survive. yeah, yeah, survived. yeah. natural disaster. The Barbie be Yeah. okay. They <laughs> are resilient, they right? are resilient, I are resilient, they 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 are ရေးစီပါအဓိကတော့တင့်အတွက်လေးဟိုဘယ်လိုပြောမလဲကောင်းမွန်တဲ့ energy lost ကောင်းမွန်တဲ့ energy လေးပေါ့နော်ကောင်းမွန်တဲ့ energy လေး marriage တဲ့တော့ဒီမှာလေး friendship တဲ့ okay ကောင်းမွန်တဲ့ energy လေးတင့်နာမှာရှိနေတင့်စီကိုလာရင်နေဒါပေမဲ့ကျွန်တော်ပြောသလိုတင်ကပိတ်ထားတဲ့ energy ရောလေဒီလားလက်မခံပဲနဲ့ပိတ်ထားတဲ့အဲအကြောင်းမလို့တင်တင့်စီကို overflow မလာနိုင်ဘူးပေါ့နော်အဲ့လိုတစ်ချက်တည်းဒါတင်ရလေတင်ရစိတ်အလိုမကျလေဖြစ်နေတတ်တယ်เนาะဟိုအဓိကဟို ဒီ connection ဒီ relationship ကတင်းစိတ်ထဲကအတိုင်းတော့ဖြစ်ချင်မှဖြစ်တော့မယ်ကျွန်တော်အမြင်ပေါ့နော်ဖြစ်ချင်မှဖြစ်တော့မယ်ဆိုရင်ကျွန်တော်အရင်ပူနေโอเคအဲ့လိုဖြစ်ချင်မှဖြစ်တော့မယ်ဒါပေမဲ့သူလဲသူ့မှာ potential အပြည့်ရှိရဲဆိုတာလေသူကဒီ relationship က potential အပြည့်ရှိရဲဆိုတာကိုလည်းတင်းကိုသိစေချင်တယ်ပေါ့နော်အဲ့တော့ တင် risk ယူရမယ့်ဟာတွေရှိတယ်ဒီ relationship အတွက်တင်ဘက်ကနေပြီးတော့အချို့အားနေချက်လေးတွေကိုဆွန့်လွတ်လိုက်ရတာဒါမှမဟုတ်တင်တင်တော်တော်လေးစိတ်ဖိစီးပြီးတော့မှဒီ relationship လေးကကောင်းမွန်တဲ့ commitment အဘက်ကိုရောက်သွားလိမ့်မယ်နည်းနည်းလေးတော့သွားခတ်တယ်နော်အစပိုင်းမှာကျွန်တော်ပြောသလိုပေါ့နော်တင်ဘက်ကနေကြောက်တာတို့ဒါမှမဟုတ်ဟိုနည်းနည်း relationship လေးကဘတ်မမရတာတို့ balance စိတ်မမရတာအဲ့လိုမျိုးလေးတွေအစပိုင်းမှာကျုံတက်တယ်ဒါပေမဲ့နောက်ပိုင်းမှာတော့တော်တော်လေးအဆင်ပြေသွားနိုင်တာမျိုးတော့မြင်ရတယ်နော်တော်တော်လေး potential ကောင်းတယ်ပေါ့နော်အဲ့လိုမျိုး long term potential လေးရှိရဲ့ marriage life လေးအထိပါ potential ရှိရပါတော့ okay oracle card လေးရပါ message လေးထပ်ပေးခြင်းသေးလေဒါ universal message ပေါ့နော် Falling to my arms, surrender, holding the opposite, it seems alive. Okay, big picture thinking. Visionary, spare idea. Yeah, yeah. positive thinking လေးတွေးပါတယ်လောကအဲ့လိုကိုယ့်ကိုယ်ကိုမနှိမ်ချနိုင်နဲ့ငါဒါနဲ့ထိုက်မထိုက်တန်ပါဘူးလို့ညင်နေတဲ့တွေးကတော့ကိုယ်ဒီဒါကိုရအောင်မှာမဟုတ်ဘူးကိုဒါနဲ့ထိုက်တန်နေငါကဒီဟာအတွက်ပြောမစို့ငါငါကတော်ရဲသူထိုက်တန်နေသူအဲငါကဒီလိုပဲလေရှင်းရှင်းပြောနေထိုက်တန်နေတဲ့ကြောင့်မလို့ငါစီဒီလိုပဲလေရှင်းရှင်းကရောက်လာမှာပဲဆိုရင်စိတ်မျိုးထားလိုက်တယ်ယုံကြည်မှုမျိုးထားလိုက်တယ်ဆိုရင်ဒါဒီအကုန်အဆင်ပြေသွားပြီကိုယ့်အတွက်ဘာမှမကြံတော့ဘူးနော်ဟိုဘာမှစိတ်ပူစရာမကြံတော့ဘူးဒီလားပြောချင်တာ foreign to my arms ဒီကက်လေးအရင်လာရကျွန်တော်ဒီကက်ထဲမှာအကြိုက်ဆုံးကဒီကက်ပဲ နော်နောက်တစ်ခက်ရှိသေးတယ်ဒီ star theory ကိုရမှာဒါပေမဲ့ကျွန်တော်ဒီကောက်ကိုအကြိုက်ဆုံးပဲ surrender ပေါ့နော် falling to my arms ဆိုသူရဲ့လမောင်းလေးပုံနော် open end ဆိုရဲ့တခြင်းလေး energy လေးရရဲ your heaven energy လေးရရဲ heaven တခြင်းရဲ့ energy လေးပေါ့နော် heaven တခြင်းတိုင်းနဲ့အဲ့လိုဟို ရှော့ပြီးတော့ heaven ရောက်သွားတာတော့မဟုတ်ဘူးကျွန်တော်ပြောချင်တာဒီအဲ့လိုမျိုးသူနဲ့တွေ့ရတဲ့အချိန်က heaven ပဲပေါ့နော်ကိုတွေ့ကြအဲ့လိုမျိုး holding the opposite ဆိုတာတွေတွေ့ရအဓိကတော့နှစ်ယောက်ချင်းအဲ့လိုမတူညီရအရင်များရပေါ့နော်အဲ့ဒါတွေကိုပဲလက်ခံပြီးတော့ပဲအဲ့လိုပဲညှိပြီးတော့ယူသွားကြည့်ပါလို့ဟို surrender လုပ်လိုက်ပါကိုယ့်ဘက်ကထိန်းချုပ်လို့မရတဲ့ဟာကိုလိုက်ပြီးထိန်းချုပ်ဖို့မကြိုးစားပါနဲ့ကိုယ့်ရဲ့ attraction တွေရောဒီအရန်ကြီးလဲစိတ်ပူမနေပါနဲ့အဓိကကိုကအရန်တွေးပြီးတော့လေကြောက်လန့်လွန်ပြီးတော့တစ်ဖက်သူအပြေဝမချေရအောင်စုပုံချစ်မလုပ်ရဲဘူးပေါ့နော်စုပုံချစ်မလုပ်ရဲဘူးဖြစ်နေရဲ့ အဲ့လေးပြဿနာလေးဖြစ်နေရပေါ့နော်โอเคဒီ connection လေးနဲ့ပတ်သက်ပြီးရော additional message နေနဲ့ကျွန်တော်ရေးထားတဲ့ဟာလေးကနေကြည့်ပေးမယ်ပေါ့နော်ထွက်လာပြီကျေးဇူးတင်ပါတယ်ညံလိုက်တာဘာတိကျင်ဘာတိတိကျင်နေလားဩမတိကျင်လား Angels are sent inside and alert again, and you still matter even if they don't show it. And Taurus, okay. Angels are sent inside and alert again. You are exactly where you need to be. Think who lemon boy, you need to be, င်ခုလမ်းမဲ့ပေါ်ရောက်နေဘူးတင်လူနေတင်တွေ့နေတဲ့လူကလူမှန်လို့ကျွန်တော်ကတော့ယူဆတယ် divine timing is testing your trust เนาะတင်ရဲ့ယုံကြည်မှု divine timing ကတော့အာဘယ်လိုပြောမလဲ test လုပ်နေပြီဆိုတော့ဘယ်လိုပြောမလဲတင်ကိုယုံကြည်တင်ကို universe ကဒီ connection လေးကိုရဖို့ထိုက်တန်သလားတင်ရဲ့ right person နဲ့ထိုက်တန်ပြီလားတင်ရဲ့အချင်းနဲ့ထိုက်တန်ပြီလားဆိုတော့တင်ကိုသုံးသပ်နေပြီအဲ့တော့တင်အတွက်ထိုက်တန်ပြီလို့ခံစားရရတယ်သူတို့တင်ကိုပို့ပေးရမယ်မှာ ဒီမှာလေးကျလာ energy ကလေလုံးကဒီမှာကျတော့ angels are looking uh sending sign look again ပေါ့ဒီမှာလေး look look for sign angel sign ပြနေရဲ့အခုဒီ relationship ချက်ကတင်းအတွက်တင်းခုရှိနေရဲ့ partner ဒါမှမဟုတ်တင်းမကြင်ရပါမယ် partner အတွက်တင်းရဲ့အခြေရဲ့အတွက် angels ရ sign တွေပြနေရဲ့အချက်တွေပြနေပါတယ်အဲ့တော့အရာတွေကိုတင်းတစ်ချက်ပြန်ပြီးတော့ကြည့်ကြည့်ပါ meditate meditation လေးလုပ်ကြည့်ပါတင်းအတွက် not ကောင်းမွန်ခြင်းရောက်လာရမယ်ဆိုဒီ time လေးကနှီးစက်လာပြီလို့တော့ကျွန်တော်မြင်တယ်နော် ဲ့တော့ don't ဆိုတာမရေတန်းလိုက်ပါနဲ့ဆက်သွားပါနော် raise you ကြောက်မနေပါနဲ့ raise you ပါပြီးတော့အဲ့လိုအာငါအဓိကဒီမာလေးတစ်ဖက်ငါတစ်ဖက်သက်ကြီးဖြစ်သွားမှဆိုရဲကြောက်တဲ့စိတ်နဲ့ခုခံနေရမျိုးတွေ့ရတည်လားငါဒီလိုမျိုးပေးလိုက်ရင်ငါဘက်ကတစ်ဖက်သက်ကြီးလှုပ်လိုက်သလိုဖြစ်သွားမှာငါဘက်ကအတင်းကြီးလှုပ်ယူနေသလိုဖြစ်သွားမှာငါ control လုပ်သလိုကြီးဖြစ်သွားမှာဆိုပြီးတော့အဲ့လိုကြောက်နေရ worry စတဲ့တရားတွေကိုမြင်နေပေါ့နော်အဲ့တော့အဲ့ဒါတွေကိုမကြောက်နဲ့ ချစ်ကြည့်လိုက်ရဲဘုံချစ်ကြည့်လိုက်ပေါ့နော်အဲ့လိုမျိုးလေး message ရေးပေးထားပါတယ် okay video လေးကိုတော့ကျွန်တော်ဒီမှာပဲဆုံးသတ်လိုက်မယ်ဗီဒီယိုလေးကိုလည်းသဘောကျမယ်လို့ထင်တယ် energy လေးလည်းကြိုက်မယ်လို့ညွှန်လင်းပါတယ်အဲ့တော့ဆက်လိုက်ရအစီအစဉ်ကြပါစေကျွန်တော်အခုလုံးနှုတ်ဆက်လိုက်ပါတယ်ဒီဗီဒီယိုလေးကနေနှုတ်ဆက်လိုက်ပါတယ်အားလုံးပဲဆက်လိုက်ရအစီအစဉ်ကြပါစေမကြခင်မှာပိုကောင်းတဲ့ video နေနဲ့ပြန်လာခဲ့ပါမယ်ခင်ဗျာ